ဒီလာမယ့်2026မှာမိတ်ဆွေကံတွေကဘာတွေဖြစ်လာမလဲကောင်းလာမလားဆိုးလာမလားဘာတွေကကိုယ့်အတွက်ကောင်းနေတာလဲဘာတွေကကြီးထားရမလဲဘာတွေကိုပြင်ဆင်ထားသင့်တယ်လဲမိတ်ဆွေရဲ့တနည်းစာဟောစာလေးကိုကျွန်တော်ဝင်မြပေးမှာဖြစ်ပါတယ်မိတ်ဆွေရဲ့အချီးတွေအိမ်တော်ရေးတွေစီးပွားရေးငွေကြေးတွေပညာရေးတွေအလောက်ကိုင်းတွေပြီးတော့ဗီဒီယိုရနောက်မှာရေတရာလေးနဲ့ပြေအောင်မယ်ဒီရေတရာကိုမိတ်ဆွေဒီတနည်းပတ်လုံးမှာကန်ညက်တဲ့အချိန်တိုင်းမကြာခဏခြေချင်းအားဖြင့် ကံကောင်းမှုတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ဗီဒီယိုကိုစုံကြည့်ပြီးပါလို့ကျွန်တော်အကြံပေးချင်ပါတယ်။ဗီဒီယိုနောက်မှာကျွန်တော်ရင်ထားလေးလေးပြီးမယ်။ဒီနေ့မှာတော့တနည်းလာတောင်းပြီးတော့တနည်းစာဟောစမ်းလေးကိုဝင်မြပေးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်ဒီလက်ကြည့်ကြမယ်ခင်ဗျာ။မျိုးလေးမစတင်ခင်မှာကျွန်တော်အကူကြီးတစ်ခုတောင်းချင်ပါတယ်။ကိုယ့်လိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်ဒီဗီဒီယိုမျက်နှာနဲ့ like share လုပ်ဖို့မိပါနဲ့ခင်ဗျာ။မဲဆိုရဲ့ share တစ်ချက်ကမပင်ပန်းဘူးဆိုပေမဲ့ထပ်မှာအခက်ခဲဖြစ်နေတယ် အချက်တွေဖြစ်နေတယ်ဆိုရင်ဒီဗီယိုမြင်လို့သူရတရားလိုက်ချီလို့အရှင်ပြေသွားမယ်ဆိုရင်မိတ်ဆိုတဲ့တဲ့နဲ့ကထပ်တူကုလို့ရမှာဖြစ်ပါတယ်သူများအကျိုးလူလာရင်ကိုယ့်ရဲ့အကျိုးလည်းအမြန်မကြာရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီယိုမြင်တာနဲ့ share ဖို့မေ့ပါနဲ့ခင်ဗျာကဲဒါဆိုရင်ကြောတူတူလိုက်ကြည့်ကြမယ်ခင်ဗျာဒီတနေ့ပတ်လုံးမှာတနေ့လောက်သားရီတွင်ကံကောင်းပြီလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင်ကောင်းအားက60လောက်ရှိနေပါတယ်ဒီထားရမှာ40လောက်ရှိနေပါတယ် ။ဘာတွေကကောင်းနေတာလဲဘာတွေသိထားရအောင်လဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။နံပါတ်၁အချက်အနေနဲ့တငယ်ချင်းကမိတ်ဆွေကံကတော့အရန်ကောင်းပါကိုအခက်ခဲတွေအကျင့်တွေပြည့်မယ်ဆိုရင်တငယ်ချင်းတွေကိုအကူအညီတောင်းပါတငယ်ချင်းအထောက်ပံ့အကူအညီတွေယူပါကိုအဆင်မပြေတဲ့အချိန်တိုင်းလေသူတို့အကူအညီတောင်းမိမယ်ဆိုရင်တေချာပေါင်းမိတ်ဆွေအဆင်ပြေသွားမှာဖြစ်ပါတယ်အခြေအကိစ္စအိမ်တော်ရေးကိစ္စငွေကြေးကိစ္စအလုပ်ကိစ္စဘယ်ကိစ္စမဆိုကိုကူညီမယ်တငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေရှိတဲ့အကြောင်းမို့တငယ်ချင်းကမိတ်ဆွေကံကတော့ ဒီလာမဲ့2026မှာတော့အရန်အားကောင်းနေတဲ့ကာလထဲမှာရှိနေပါတယ်။ဒါကြောင့်မို့ကျွန်တော်ပြောခဲ့လိုပြီးပဲအခက်အခဲကြက်တဲ့ဖြစ်နေမဲ့ဆိုရင်ကိုရန်ခင်ရတငယ်ချင်းတွေကိုလောက်ဝမမေ့ပါနဲ့။အကြံဉာဏ်တောင်းပါအကူညီတောင်းပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ဒီလာမဲ့2026မှာငွေတွေအထုတ်လိုက်ထိန်လိုက်ဝင်လာဖို့တော့ရှိတယ်။ငွေကြေးကံတော့အရန်ကောင်းတယ်။စိတ်မကောင်းစရာတစ်ခုကငွေဝင်လာတဲ့လောက်ပြန်နဲ့ပတ်သက်ပြီးတော့ငွေတွေပြန်ထွက်သွားတတ်ပါတယ်။ အလုံးနဲ့ပတ်သက်ပြီးတော့မွေဝင်မယ်ကံနဲ့ပတ်သက်ပြီးတော့မွေထွက်မဲ့ကံတွေရှိနေတယ်။ဒါကြောင့်မို့မိတ်ဆွေကြောင့်တတိပေးချင်တာကမိတ်ဆွေလှုပ်ရင်လှုပ်တလောက်တော့ငွေတွေဝင်လာမယ်စူးစမ်းရင်ကျော်လောက်ငွေတွေဝင်လာမှာဖြစ်ပါတယ်။အဲ့ဒီဝင်လာတဲ့ငွေတွေကိုစုမိဆောင်မိစီချင်တယ်ဆိုရင်ကံနဲ့ပတ်သက်ပြီးတော့မလုပ်ပါနဲ့။နော်ကံနဲ့ပတ်သက်ပြီးတော့လောက်ကံပြိမယ်ဆိုရင်စုဆောင်လာတဲ့ငွေကြေးတွေပလုံသွားတတ်တယ်။ ီတစ်ချက်တော့တိတိကျကျလေးသတိထားပါလို့ကျွန်တော်အကြံပြုချင်တယ်။ကံနဲ့ပတ်သက်ပြီးတော့အကျုံးမပေးနေတဲ့နှစ်ဖြစ်တော့ကြောင့်သတိထားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။နောက်တစ်ချက်မိသားစုရင်းနဲ့ပတ်သက်တာအရန်ကောင်းပါတယ်။ကိုယ့်ရဲ့မိသားစုမှာပျော်ရွှင်တဲ့မိသားစုတွေချမ်းမြေ့တဲ့မိသားစုတွေရောက်ရှိလာတော့မယ်။ကိုကမိသားစုရင်းနဲ့ပတ်သက်ပြီးတော့စဉ်ညနေရတဲ့ပူပန်နေရတဲ့တောကားတွေများတဲ့အိမ်တွေးရွေးတွေပြက်နာတွေရှိနေဆိုရင်ဒီလာမဲ့2016မှာတေချာပေါက်အစီအမီသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တော့2025တော့မိသားစုရဲ့အဆင်မပြေဘူးစဉ်ချင်းစရာတွေကိုဘလောက်ပဲကောင်းလုပ်ပဲလုပ်ပဲကိုအကောင်းမမြင်တဲ့လူတွေရှိတယ်ဆိုရင်အိမ်တွင်းရဲ့ပြဿနာတွေရှင်းလင်းပြီးတော့ပြောဆွေးနွေးတော့မိသားစုဘာတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်နောက်တစ်ခုကောင်းနေတာကအိမ်ချမ်းမြေနဲ့ပတ်သက်တာအိမ်ဆောက်ခြင်းတဲ့သူတွေကလည်းအလွယ်တကူစောင့်နိုင်သွားမယ်ကာလထဲမှာဖြစ်နေလို့ပါခြံဝယ်ခြင်းတဲ့သူတွေကလည်းဝယ်နိုင်သွားမယ်နှစ်နှစ်ဖြစ်နေလို့ပါဒါကြောင့်တိလာသားပြည်နေတဲ့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အရန်ကျိုးပေးနေတဲ့ အရန်ကန်ကောင်းနေတဲ့ကာလထဲမှာရှိနေပါပဲအခြေအနေပတ်သက်ပြီးတော့ဒီလာမဲ့2026မှာအခြေခံကနည်းနည်းလေးညံ့မယ်အရန်ညံ့နေတာတော့မဟုတ်ဘူးကိုယ့်စီကိုချင်းကက်လာတဲ့သူတွေကအတူရောင်တွေအလင်းညာတွေညာနေတတ်ပါလေဒါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုရင်အခြေစစ်အခြေမှန်ကအရန်ရှားပါလိမ့်မယ်အတူရောင်တွေအကြောင်းကိုယ်မှာစဉ်ညစ်စရာတွေကြုံတွေ့နိုင်ပါအကုန်းကုတ်ချစ်တူကအဆင်ပြေနေတယ်ဆိုရင်မမျော်လင့်ပဲနဲ့အိမ်အောင်ကြနိုင်ခဲ့လေရှင်နေပါလေအိမ်အောင်ရေးကံကတော့အရန်ကောင်းပါတယ် ဒါကြောင့်မို့လာမယ့်2026မှာသတင်းလာသောင်းရီးတွေအမြန်ဆုံးအိမ်အောင်ပြုတ်လိုက်ပါအမြန်ဆုံးလက်ထပ်လိုက်ပါလို့ပဲကျွန်တော်အကြံပြုချင်တယ်အိမ်အောင်ပြုတ်မိမယ်လက်ထပ်မိမယ်ဆိုရင်တေချာလာတခုကမစ်စလိုစီးပွားရေးတွေအစီအပြေချင်းမိသားစုတွေပျော်စွင်ချင်းအိမ်အောင်ရေးကံကောင်းချင်းနဲ့ပြည့်စုံမှဖြစ်ပါတယ်မဟုတ်ပဲနဲ့ကွာအိမ်အောင်မပြုတ်သေးဘူးနေအောင်မယ်ဆိုရင်အခြေခံတွေကညံ့သွားတတ်ပါတယ်သတင်းလာသောင်းရီးအနေနဲ့ဒီလာမယ့်2026မှာတခုထိတောက်ဆရာကလူတွေအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်တာတွေစိတ်ဆင်းရဲတွေကြုံတွေ့တတ်ပါတယ် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကတငင်ချင်းတွေမိတ်ဆွေတွေကိုကူညီခဲ့တဲ့လူတွေကကိုယ့်ဒုက္ခပေးတတ်ပါလေကိုတစ်ချိန်တစ်ခါတော့မကူညီမိတာနဲ့ကိုယ့်ရဲ့မကောင်းကြောင်းတွေကြောတာမျိုးနောက်ကိုယ့်အမြဲတမ်းလိုစိတ်ဆင်းရဲလောက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်တော့ဘသူကမှဂရုမစိုက်ပါနဲ့ကိုမှန်တဲ့ထင်ဆက်လုပ်ပါပတ်ဝန်းကျင်ကိုဂရုစိုက်နေမယ်ဆိုရင်မိတ်ဆွေရဲ့အလောက်ကိုင်းတွေစီးပွားရေးတွေအိမ်တော်ရေးတွေထိခိုက်မှာဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကလည်းစိတ်မချမ်းသာစရာတွေအိမ်ကြော်တွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်ဘသူကမှဂရုမစိုက်ပါနဲ့ ကိုမှန်တဲ့ထင်ဆက်လုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအရန်ကောင်းတာကခဏကြောင်ပြောခဲ့ပြီပဲအိမ်အောင်ရေးနေပတ်သက်တာတကယ်အသားလို့မမြောင်နဲ့ပဲအိမ်အောင်ကြောက်သွားမယ်ဆိုအိမ်အောင်ကြီးကံတွေခေါင်းပြီးတော့ပျော်စွင်တော့မိသားစုဝင်တွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်တို့နှစ်မျိုးမှာအိမ်အောင်ပြုမယ်ဆိုရင်အရန်ကောင်းတယ်နှစ်တစ်နှစ်ဖြစ်နေလို့ပါအိမ်အောင်တွေနေနေเนาะအိမ်အောင်ရေးနေပတ်သက်ပြီးအဆင်မပြေတဲ့သူတွေကွဲကွာနေတဲ့သူတွေပြီးခဲ့တဲ့2025တို့ကအိမ်အောင်ကြီးကံညံ့ခဲ့တဲ့လူတွေအကုန်လုံးတို့ဒီဒီလာမဲ့2026မှာအိမ်အောင်ကြီးကံတွေခေါင်းပြီးတော့ ပျော်ဆွေးနွေးမိသားစုဝင်တွေပိုင်ဆိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့နှစ်တော့ဘလောက်ပဲညံ့ခဲ့ညံ့ခဲ့ဒီလာတဲ့နှစ်မှာအိမ်တော်ရေးကံတွေကောင်းလာတော့မယ်နှစ်တည်းဖြစ်နေလို့ပါ။တစ်လတောင်းပြီးအိမ်တော်ရေးကံနဲ့ပတ်သက်ပြီးတေချာပေါင်းကံကောင်းမယ်နှစ်တည်းကြုံတွေ့နေပါပြီ။အရန်ကောင်းပါတယ်။ကောအိမ်တော်ရေးကံတွေညံ့နေတဲ့မြန်မြန်ဆန်ဆန်အဆင်ပြေချင်တယ်ဆိုရင်တော့ဘယိုရဲ့နောက်မှာကျွန်တော်ရေတရားလေးပြေးမယ်။ဒီရေတရားအောင်လုပ်လိုက်ချင်အောင်အိမ်တော်ရေးကံတွေကောင်းပြီးတော့ပျော်ဆွေးနွေးမိသားစုဝင်တွေပိုင်ဆိုင်ရမှာဖြစ်ပါ အဲ့နောက်ကံတွေကောင်းချင်တယ်ဆိုရင်တော့ရေတရားကိုဖျောင်းလုပ်ပြီးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ကျမရေနဲ့ပတ်သက်ပြီးတော့ထွေထူးပြောစရာမရှိဘူးအရင်ကောင်းပါရဲ့။ဒီလာဝင်2026မှာเนาะကျမရေကလည်းကောင်းပြီးတော့ကြက်ကြက်မမပြောပြောစင်တက်တက်ကြွကြွနဲ့เนาะစောင့်နှမ်းရမှာဖြစ်ပါတယ်။အရင်ကောင်းပါရဲ့။ကျမရေကထွေထူးပြောစရာမလိုဘူး။ယာရီဥထုအကူပြောင်းချောက်ပဲကျမရေတွေကရုပ်တရက်ညက်တာမျိုးတွေပဲဂျုံတွေးနိုင်ပါတယ်။ ကျန်တာတွေတော့ထွေတို့မရှိဘူးအရန်ကောင်းပါလေတခုရိသားဆရာကကိုကအလုပ်တွေအရန်စူးစားလို့အလုပ်တွေအရန်လုပ်တော့ကိုရဲ့ဘာသာတရားလေးတွေဘာသာအလိုက်လေးတွေကိုဘာသာတရားတွေအားနေသွားတတ်ပါတယ်ဒီတစ်ချက်တော့တော်တော်လေးဒီထားရမှာဖြစ်ပါတယ်မိစေတာဘာသာတရားတွေအားနေသွားမယ်ဆိုရင်မမြင်နိုင်တော့လောကီပညာနဲ့ပြုစားနှောက်ဆက်တွေဖြစ်နိုင်တယ်ဒါကြောင့်မို့ဘာသာတရားလေးလုတ်ပေးပါကိုယ့်ရဲ့ဘာသာအလိုက်လေးပေါ့နော်ဘာသာတရားလေးကိုဖိလုတ်ပေးပါအထိတ်ထန်ဝင်တာတွေပတိစိတ်ရတွေပြုတ်လုတ်ပေးရင်ပူပြီးတော့ခေါင်းလေမိတ်ဆိုတာဘာသာတရားလေးများများလုတ်မယ် အလောက်ကန်တွေကလည်းကောင်းနေတယ်မိတ်ဆွေကန်တွေကကောင်းတဲ့အကြောင်းမိတ်ဆွေကတေချာပေါင်းမိတ်ဆွေကဒီလာမဲ့2026မှာအောင်မြင်တဲ့လူတယောက်ဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ပေးတဲ့ရည်ရွယ်လေးလုပ်မယ်ဖျားတရားလေးလုပ်မယ်ဆိုတေချာပေါင်းအစီအပြေသွားမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်ခင်ဗျာဒီ2026မှာအရန်ကောင်းနေတာတစ်ခုကအလောက်ကန်စီးပေါင်းရေးနဲ့ပတ်သက်တာဘာကြောင့်ခုလိုပြောရလဲဆိုတော့ဒီနမိတ်ကိုမြင်အောင်ကြည့်ပါလူတယောက်ကတောင်းရင်စားတော့တဲ့ဒီလိုငွေကြေးတွေလှူဒန်းနေတယ်ပြီးတော့ချိန်ခွင်ကိုလည်းခိုင်းထားတယ ပြီးတော့သူ့ရအပေါ်မှာငွေတွေကစိုးမိုးနေတယ်။နော်ငွေလှူဒန်းတယ်ဆိုတာကို့မှာပြေဆုံးကြုံရမှာတစ်ဖက်ကိုလှူနိုင်မယ်တန်းနိုင်မယ်မဟုတ်လား။မရှိတဲ့လူတယောက်ဘလို့တန်းလှူနိုင်မှာလဲသူ့ကိုမှသူအတော်လေးတာရုံးကန်နေရမှာပေါ့။ဒါကြောင့်မို့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်နော်အလုံနဲ့ပတ်သက်ပြီးတော့ဝင်လာမယ်လို့ကျွန်တော်ပြောတာ။အလုံကန်နဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတယ်ငွေတွေစုမိမယ်ဆောင်းမိမယ်အလောက်ကန်စီးပွားရဘာပဲလုံးလုံးအောင်မြင်မယ်အစဉ်ပြေမယ်ဆိုတဲ့ကားထဲမှာရှိတယ်။အဲ့လိုအောင်မြင်အစဉ်ပြေလာပြီးဆိုရင်เนาะ ကိုယ်အနောက်ဆက်တွေတိုက်ခိုက်တွေဝင်လာနိုင်နေဒါလည်းကျွန်တော်ဒီပေးခဲ့ပြီးသွားပြီ။ဒါကြောင့်အလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အယောင်းဝယ်ကိစ္စလေးတွေဈေးရောင်းတာတွေဈေးဝယ်တာတွေတော့အယောင်းဝယ်နဲ့ပတ်သက်တာတွေလို့ပို့ပြီးတော့အဆင်ပြေတယ်။အောင်မြင်တယ်ကမ္ဘာထဲမှာရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့လူတစ်ယောက်ကချိန်ခွေကိုခြင်ထားတယ်။ချိန်ခွေရမိတ်ဆွေတို့မြင်ဘူးလားမသိကျွန်တော်ငငယ်တော့ဆိုမြင်ဘူးတယ်။အခုဒီခေတ်တော့မရှိတော့ဘူးပေါ့နော်။ငယ်တော့ဆိုရင်ချိန်ခွေထဲမှာအလေးလေးထည့်တယ်ငါးချက်သား30တာအဲ့ဒါနဲ့ကျွန်တော်ဈေးရောင်းကြတယ်လေ။မြင်ဘူးကြမယ်ထင်တယ်။ အားဒီချိန်ကိုခိုင်းထားတယ်ဆိုတဲ့နမိတ်ကိုပြောရမယ်ဆိုရင်မဲဆရာဈေးရောင်းမှာအယောင်းွယ်တွေလောက်ပါဒီကိစ္စတွေအကျိုးပေးမယ်ဆိုတာကိုသူကနမိတ်ပြနေတဲ့သဘောမှာရှိပါတယ်။ဒါကြောင့်မို့အလောက်ကန်တဲ့စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်ဈေးရောင်းဈေးဝယ်လောက်တွေလောက်ကန်မယ်ဆိုရင်တေချာပေါက်အောင်မြင်မဲ့လူတယောက်အစင်ပြဲလူတယောက်ဖြစ်သွားမှာဖြစ်ပါတယ်။အားဒီကြားထဲမှာအနှောက်အယှက်တွေကလည်းဝင်လာနိုင်တယ်အမနာလူမုံတဲ့သူတွေကလည်းဝင်လာနိုင်တယ်ကျွန်တော်သတိပေးခဲ့ပါပြီတော့အားရတဲ့သတိထားနိုင်မှအောင်မြင်မှဖြစ်ပါတယ် ်နောက်တစ်ချက်ကျတော့သတိပေးခဲ့တာရှိတယ်ဘယောရဲ့အစမှာငွေချင်းနဲ့ပတ်သက်ပြီးတော့တော့စုမိမယ်ဆောင်းပြီးမယ်ဆိုပေမဲ့ဒိဋ္ဌာဆရာတို့ကကံနဲ့ပတ်သက်တာသတိထားပါလို့ကျွန်တော်ပြောခဲ့တယ်ဒီနမဲ့ကိုမြင်အောင်ကြည့်ပါလူတယောက်ကမျက်လုံးကိုချီးထားတယ်ဓာတ်ကိုနှစ်ဖက်ပေါ့နော်ကန့်လန့်ပြန်ခြင်နာတယ်နောက်မှာကလည်းတော့လှကားတစ်ချမ်းပဲဒီနမဲ့ကမကောင်းတဲ့နမဲ့တစ်ခုဖြစ်ပါတယ်ဒီနမိတ်ကမိတ်ဆွေရဲ့ကံနဲ့ပတ်သက်တာကိုသူက နော်နမိတ်ပြနေတာဖြစ်ပါနေ။ကံနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှလုပ်လို့မရဘူး။ကိုမကျွမ်းကျင်တဲ့အလုပ်တွေနော်ကိုမပိုင်နိုင်တဲ့အလုပ်တွေပြီးတော့ကံနဲ့ပတ်သက်ပြီးတော့ဆန်းတက်တဲ့အလုပ်တွေမလုပ်ပါနဲ့။နော်ဒါဆိုရင်အကျိုးမပေးပါဘူး။တေချာပေါက်မိတ်ဆွေကကြားချုံမှဖြစ်ပါလေ။ဒါကြောင့်ဖယ်ကိစ္စမစို့ဖယ်လို့မစို့မျက်လုံးကိုဇုံမှိတ်ထားပြီးတော့မလုပ်သေးပါဘူး။အဲ့လိုဇုံမိတ်ပြီးတော့ကန်းဆိုပြီးတော့ကွာလှုပ်လိုက်မယ်ဆိုရင်တေချာပေါက်အဲ့ဒီလှုပ်တဲ့လုပ်ငန်းတွေစီးပွားရတာပလုံမှာဖြစ်ပါတယ်။ဒါကြောင့်အလောက်ကန်းစီးပွားရနေပတ်သက်မယ်ဆိုရင်မျက်လုံးလေးကို ဖွေထားပါအခုလိုမျိုးမျက်လုံးတွေမပိတ်တာနဲ့မရှိတာမျက်လုံးဖွေနော်တေးချလိလာပြီးမှပဲလောက်ကင်မဲ့ဆိုရင်နော်တေးချပေါ့အောင်မြင်မှာဖြစ်ပါလေအရှင်ပြေမှာဖြစ်ပါလေဒါကြောင့်ကံနဲ့ပတ်သက်ပြီးတော့လည်းမလောက်ပါနဲ့လို့ပဲကျွန်တော်ကအကြံပြုခြင်းနဲ့ဒါပေမဲ့နော်ကံကောင်းနေတဲ့နံပါတ်လေးတော့ပြောပြမယ်နော်ကံကောင်းတဲ့နံပါတ်ဘာကြောင့်ပြောလဲဆိုတော့ပြောရမယ့်တာဝန်ရှိနေလို့ပြောပြတာပါကံကောင်းနေတဲ့နံပါတ်ကနှစ်ကဏ္ဍဖြစ်တယ်ခုနှစ်ကဏ္ဍဖြစ်တယ်ဒီလိုနံပါတ်တွေကကိုယ်အကျိုးပေးနေတဲ့နံပါတ်တွေဖြစ်နေလို့ပါဒီလိုနံပါတ်တွေကိုစမ်းတက်ပြီးတော့ ကန်ဆန်းကြီးပါအရင်မဆန်းနဲ့တော့ပလုံသွားမှလည်းစိုးရင်ရပါတယ်ဒါကြောင့်နှစ်နဲ့ခုနှစ်ကဏ္ဍတွေကအကျိုးပေးနေတဲ့ကာလထဲမှာရှိနေပါတယ်။တခုတ်တတိထားဆရာရှိတာကခဏတော့ကျော်ပြောခဲ့တဲ့အထက်မှာလည်းပါပါရယ်။ကို့မမြင်နိုင်တော့လုံးဝပြင်ရနှောက်ဆက်တတ်တယ်ဆိုတော့ဘာကြောင့်ပြောလဲဆိုတော့ဒီနမိတ်ကိုကြည့်ခြင်းအားဖြင့်ပြောရခြင်းဖြစ်ပါတယ်။ဒီတိုင်းမှာလူတစ်ယောက်ကနော်ပလက်ရက်ကြီးမှောက်နေတဲ့အပေါ်မှာဆိုက်နေတဲ့ဟာလေးတွေတွေ့တယ်နော်။အဲ့ဒါတွေဆိုက်နေတယ်။အဲ့ဒါကိုကြည့်ခြင်းအားဖြင့်မိတ်ဆွေကမမြင်နိုင်တော့လုံးဝပြင်ရတဲ့ပြုစားခံရတာတွေနှောက်ဆက်ခံရတာတွေ ကြုံတွေ့နိုင်ပါတယ်။ကိုယ်အလောက်ကိုင်းတွေအစဉ်ပြေလာပြီးနော်ကို့မနာလိုတဲ့သူတွေမိုးတဲ့သူတွေရှေ့တော့ကြောင်းမို့သူတို့တွေကမကောင်းတော့လောကီပညာတွေတတ်နေတဲ့လူတယောက်ဆိုကို့ပြုစားနှောက်ဆက်တတ်ပါတယ်။ဒါကြောင့်မသတိထားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ပြီးခဲ့တော့2025တော့ကမိတ်ဆွေကစီကန်းစီုံသွားလို့မပြဘူးစီးပွားတွေအချင်းလာလဲဘာလို့လို့အစဉ်မပြေမကြာခဏဘိုက်တွေကအောင်းနေတယ်နေလို့ထိုင်လို့မကောင်းခေါင်းမူးနေတယ်ခေါင်းကိုင်းနေတယ်ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူးမိသားစုရေးလာတခုမှအစင်မပြေဘူးဆိုရင် တေချာတစ်ခုကမမြင်နိုင်တော့လုပ်ရပြန်ပြူစားနောက်ဆက်တာခံနေရပါပြီအဲ့လိုခံနေရတဲ့သူတွေရှိတယ်ဆိုရင်တော့ကျွန်တော်ဆက်တွေ့လာခဲ့ပါကျွန်တော်အခမဲ့လေးစစ်ဆေးပေးပါမယ်ဘေးရင်တွက်ပြီးမှမဟုတ်ဘူးเนาะအနောက်ဆက်ပဲစစ်ပေးမှာချို့ရဆက်တွေ့လာခဲ့ဆရာအခမဲ့ကြည့်ပြီးမှဆိုဘေးရင်ဟောပေးပါဦးဘေးရင်အခမဲ့ဟောလို့တော့အဆင်မပြေဘူးပေါ့နော်အကျွန်တော်သတ်မှတ်ထားတဲ့ပူစော်ကရှိတယ်ဒီအနောက်ဆက်လေးတွေစစ်ဆေးပေးမယ်ဆိုတာကတော့မိတ်ဆွေတို့မကောင်းတာတွေကြုံတွေ့နေတယ်ဆိုရင်စိတ်တွေကမငြိမ်မသက်ဖြစ်နေလို့ပူစော်ခါမှယူမယ်ဆိုရင်ကြည့်ဖြစ်တော့မှာမဟုတ်ဘူး တော့မကောင်းတာတွေကဖြတ်နေတယ်ဆရာနဲ့မပြီးတွေ့အောင်ဒါကြောင့်ပူဇော်ခမယူပဲနဲ့ကျွန်တော်ကအခမဲ့ကြည့်ပေးတာတဲ့ပူဇော်ခယူမယ်ဆိုရင်လွယ်လွယ်နဲ့ဒါကြည့်ဖြစ်တယ်မှာမဟုတ်ဘူးဒီလိုပဲဆက်ပြီးတော့သွားနေမှာဆိုလိုပါအဲကြောင့်ဖေးရင်ဟောတာကတော့အခမဲ့မရပါဘူးခင်ဗျာတတ်မှတ်ထားတယ်ပူဇော်ခရှိပါတယ်ကဲဒါဆိုရင်ပြန်ပြီးဆက်ရမယ်ဆိုရင်တော့ဒီလာမဲ့2026မှာတနင်္လာသားတွေနေနဲ့ရက်ဝေးသွားတာတွေခီးထွက်တာတွေအလဲဘက်သွားတာတွေနေထားပါမဖြစ်မနေသွားရမယ်ဆိုရင်တော့ဖျားတရားလေးတွေလုပ်ပြီးမှသွားပါအားနေတဲ့ချိန်မှာကားပေါ်မှာ နော်လေပြန်ပေါ်မှာဘုံတန်တရံကိစ္စမီဓမ္မန်တရံကိစ္စမီတန်ကန်တရံကိစ္စမီဆိုပြီးတော့တဏ္ဍကုံသုံးပါးကိုရှုတ်ဖက်ပြီးမှသွားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရတရားလေးပြမယ်ဒီရတရားကိုလှုပ်လိုက်ချင်အပြင်ဒီလာမဲ့နှစ်တစ်နှစ်လုံးမှာကံကောင်းမှုတွေရရှိပြီးတော့တင်လာတောင်းတွေပျော်ရွှင်သောမိသားစုဘဝတွေပျော်ရွှင်သောငွေကြေးတွေပျော်ရွှင်သောအလုပ်ကံတွေရရှိပြီးတော့ စိတ်ချမ်းသာရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ယေရီယာကိုတူတူလက်လုပ်ကြမယ်ခင်ဗျာ။လောက်ရမယ့်ယေရီယာကစပယ်ပန်းစစ်ပွေးတတိကိုပကံပြားလေးထဲမှာတတရရဲ့လေးစီပြီးတော့ထည့်လိုက်ပါ။ပြီးတော့ရင်ဇီးယိုကတပကံနော်ပကံပြားလေးမှာထည့်ပြီးဖခင်ကိုကက်လူတူတန်းပေးရမှာဖြစ်ပါတယ်။မိတ်ဆွေကကံကောင်းခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့သင်းလာနေမနက်9:40နဲ့9မိနစ်မှာအမြဲတမ်းလလိုကက်လူပေးပါ။ကိုယ့်ရဲ့နေ့ရောက်တိုင်းလေးကက်လူမယ်ဆိုရင်တော့ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ပြီးစီမိတွေတို့အမွှေးတိုင်းတို့ပြီးမေတ္တာပို့အမျှပေးဝေး ီရရားကိုမကြမကြပြုလုပ်ပေးပါအဲ့ဒီကုလို့ရရားပြီးတာနဲ့ဒုတိယတစ်ချက်နေနဲ့မိတ်ဆွေမှာရှိတဲ့အညက်တွေပြေပြောင်းရအောင်မိတ်ဆွေနေတဲ့အိမ်အခန်းလှေကားခြင်းပေါ့နော်အလူတွေအသက်အဆင်းလုံးတဲ့နေရာဖက်နှက်ချွတ်တဲ့နေရာမှာအုံးရီတစ်ခွက်ကိုတက်ပြောင်းမြန်လေးတက်ပြန်ပေးပါပြောရမယ့်စကားကငါ့ဆီမှာရှိတဲ့မကောင်းတဲ့အညက်တွေမကောင်းတဲ့အရာတွေအားလုံးပြိုပြက်ပြက်စီပြီးတော့ထွက်သွားစီဆိုပြီးတော့ကိုယ့်ရဲ့အိမ်ဝင်ထွက်တကားပေါက်လေးနာဖက်နှက်ရှင်ဖက်နှက်ချွတ်တဲ့နေရာဒီကားကြီးမှာเนาะကြောင်းပြန်လေးပတ်ဖြံပြီးတော့ မကောင်းတဲ့အညက်တွေကိုမောင်းထုတ်ပြရမှာဖြစ်ပါတယ်။ဒီအရာနှစ်မျိုးကိုလှုပ်ခြင်းအပြင်မိဆွေတစ်နှစ်ပတ်လုံးကံကောင်းမှုတွေရရှိပြီးတော့မကောင်းတဲ့အညက်တွေကလည်းကိုယ့်ရဲ့အနာဂတ်ကိုထွက်သွားမှာဖြစ်ပါတယ်။ရေတရားကိုရုံုံချင်းလှုပ်ပြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ဗီဒီယိုလေးအဆုံးသတ်ခင်မှာကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်ပါတယ်။ကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်ဒင်တာနဲ့ share ဝင်မြချင်းလှုပ်ဖို့မေ့ပါနဲ့ခင်ဗျာ။မေးဆိုတော့ share တစ်ချက်ကမပင်ပန်းဘူးဆိုပြီးမဲ့တစ်ခါမှာအဆင်မပြေဘူးအခက်အခဲတွေကြုံတွေ့နေတယ်ဆိုရင်တစ်ခါကအဆင်ပြေသွားမယ်ဆိုရင်မေးဆိုရင်ကျွန်တော်ကဖတ်တူကုလို့ရမှာဖြစ်ပါတယ် သူများအကျိုးကိုလူလားတယ်ဆိုရင်ကိုယ့်ရဲ့အကျိုးတွေကလည်းမှတ်ချခဲ့မှာပေါ်လာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ share ဝင်မျှပြီးတော့ကုလိုယူလိုက်ပါအောင်ကျွန်တော်ကအကြံပြုချင်ပါတယ်။ကျောင်းမိတ်ဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော့နှမိတ်ကောင်းတော့တဲ့ကောင်းတော့ငွေကြီးကောင်းတော့မိတော်စုဘာတွေပိုင်ဆိုင်ပြီးတော့ကောင်းတော့ချစ်သူဘွားတွေလည်းအများဆုံးကြုံတွေ့ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ဒီလာမယ့်2026မှာအိမ်တော်ရေးစီးပွားရေးကျန်းမာရေးလောက်ကန်ဒီစရာဆင်ပြေပြီးတော့ပျော်စင်တော့မိတော်စုဘာတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ။ နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ဆွေလန်းချမ်းမြေကြပါစေခင်ဗျာ။မဲဆွေတို့တည်ရှင်တဲ့အကြောင်းအရာလေးတွေ၊မစင်းတဲ့အရာလေးတွေ၊နားမနေတဲ့အရာလေးတွေကိုအရန်တည်ရှင်တဲ့အကြောင်းအရာရှိတယ်ဆိုကွန်မန့်မှာလည်းမှတ်လာလို့ကြပါရစေ။ကဲနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ဆွေလန်းချမ်းမြေကြပါစေခင်ဗျာ။